ချုံးမယောင်ကိုအလားလာများကြီးရှိတဲ့လူငယ်ဖိုက်တာလို့ချီးကျူးပြောဆိုလိုက်တဲ့ဒေဝပရိသတ်များအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါရီမြန်မာလက်ဝဲလောကရဲ့တမိုင်းမှာဒေဝဆိုတဲ့နာမည်ကကြေတလုံးလိုမျိုးထွန်းလင်းနေပါရီကနေဒါနေလာတဲ့ဒီဖိုက်တာကမြန်မာလက်ဝဲကမ္ဘာချန်ပီယံဖြစ်လာပြီးတော့မြန်မာလူတို့ရဲ့နှလုံးသားထဲမှာနေရာယူထားပါရီဒီကမှာတော့သူရဲ့မျက်စိထဲဝင်လာတာကလူငယ်ဖိုက်တာထွန်းမင်းအောင်ဆိုတဲ့မြန်မာမျိုးဆက်တစ်တယောက်ဖြစ်ပါရီဝမ်ချမ်းမြရှိပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေပြီးတော့နောက်ဆုံးထိုးသက်ခဲ့တဲ့တန်နုံနဲ့ပွဲမှာပြသခဲ့တဲ့ ်ဒုမယောင်ရဲ့ကစားပုံကိုဒေဝါကချီးကျူးလာခဲ့တာဖြစ်ပါတယ်ဒီကောင်းလေးစီကဒီလိုရန်လိုပြီးတော့အနာယူကျင်တဲ့ပုံစံကိုကျွန်တော်မမျှော်လင့်ထားပါဘူးဒါပေမဲ့သူအကောင်းဆုံးကစားခဲ့ပါတယ်သူ့ရဲ့ပြိုင်ဘက်ကတကယ်ကိုကောင်းတဲ့အတိုင်းဖိုက်တာဖြစ်ပေမဲ့ဒုမယောင်ကလည်းအကောင်းဆုံးလုပ်ပြခဲ့ပါတယ်သူ့ရဲ့ကစားပုံကထွန်းနှုံးမင်းကိုပြန်မှတ်ရစီပါတယ်သူ့မှာအလားအလာတွေများကြီးရှိပါတယ်နောက်မှ BKFC လက်ဝဲမှာသူ့ကိုလက်ဝဲဖိုက်တာဖြစ်မြင်ရဖို့မျှော်လင့်ပါတယ်လို့ဒေဝါကပြောလာခဲ့တာပါ ဒီစကားတွေကရိုးရိုးစကားမဟုတ်ပါဘူးဒါကမြန်မာလက်ဝေလောကရဲ့မျိုးဆက်ဟောင်းနဲ့မျိုးဆက်တစ်ကိုဆက်သွယ်ပေးတဲ့တရားဒဇင်းလောက်တောင်မှမြင်မိပါရင်ဒီဝါက2013မှာပထမဆုံးမွေတိုင်းပွဲတွေကိုဝင်ရောက်ရှင်းပြခဲ့ပြီးတော့ဖိုခက်ကတိုက်ကားမွေတိုင်းကျင်းမှာလက်ကျင်းမှုတွေပြုလုပ်ခဲ့ပါရင်ဒါပေသူစိတ်ထဲမှာမြန်မာလက်ဝေကအမြဲရှိနေခဲ့လို့ဆိုရမှာဖြစ်ပါရင်လက်ဝေဆိုတာကမွေတိုင်းထပ်ပို့ထူးချပါရင်ခေါင်းတိုက်ချက်ကိုပါအသုံးပြုခွင့်ပေးထားပြီးတော့ဒီရက်ဆက်ကြံကြုတ်တဲ့အမှုပညာကိုဒီဝါကချစ်မြတ်နိုးခဲ့ပါရင် 2016မှာမြန်မာပြည်ကိုရောက်လာပြီးတော့တူတူနဲ့ပထမဆုံးတိုက်ပွဲဝင်ခဲ့ပါတယ်။တူတူကအဲ့တုန်းကနာမည်လုံးနဲ့ရည်တည်နေခဲ့တဲ့ရိုးရာဖိုင်တာတယောက်ဖြစ်ပြီးတော့ဒေဝါကတူတူကိုအကောင်းဆုံးရှင်ပြိုင်ကစားပြခဲ့ပါတယ်။အဲ့နောက်မှာတော့ဒေဝါကတွန်းတော်မင်းကိုတည်ဆိန်ခေါ်ခဲ့ပါတယ်။တွန်းတော်မင်းနဲ့ပထမပွဲမှာတည်ကြခဲ့ပေမဲ့ဒုတိယမြောက်ပွဲမှာတော့ဒေဝါကအနိုင်ရရှိခဲ့ပြီးတော့အဲ့ဒီအောင်ပွဲကသူ့ကိုမြန်မာလက်ဝဲရဲ့ထိပ်ဆုံးကိုရောက်ရှိစေခဲ့ပါတယ်။ဒေဝါဟာမြန်မာပြည်မှာနေထိုင်ခဲ့ပြီးတော့မဟင်္ဂါစားတာချင်းလုံးကစားတာတွေနဲ့မြန်မာရင်ကျေးမှုနဲ့ရောထွေးနေထိုင်ခဲ့ပါတယ်။ မြန်မာလူထုကလည်းသူ့ကိုမိသားစုဝင်တယောက်လိုချစ်ခင်ကြပါတယ်။ဒီဝါကလက်ရှိချိန်ထိကမ္ဘောဒီးယားကနေမြန်မာရွေးရလက်ဝဲနဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှတွေကိုမျက်ခြေမပြတ်ဆောင်ကြည့်နေပြီးတော့လိုအပ်လာရင်တော့အကြံပြုရာမျိုးတွေဝင်လုပ်လို့ရှိတတ်ပါတယ်။အခုတော့ထွန်းမရောင်ရဲ့အလဲဖြစ်ပါတယ်။ဒီဝါကထွန်းမရောင်နဲ့တန်တုံတို့ရဲ့ဘွဲကိုကြည်ပြီးထွန်းမရောင်ရဲ့ရန်လို့တဲ့ကစားဟန်ကိုသဘောကျခဲ့တယ်ထင်ပါတယ်။ထွန်းမရောင်ကိုအားပေးစကားပြောလာခဲ့ပြီးတော့အလားလာရှိတဲ့လူငယ်ဖိုင်တာတယောက်လိုအမွန်းတင်ခဲ့ပါတယ်။ ဒေဝါရဲ့ချီကျူးစကားတွေကိုပြန်ကြည့်ရင်တော့သူကထွန်းမယောင်ရဲ့စိတ်သက်ကစားပုံနဲ့အလားအလာတွေကိုအထူးဖော်ပြခဲ့တာတွေ့ရပါတယ်။ဒီစကားတွေကရိုးချီကျူးမှုမဟုတ်ပါဘူး။ဒါကမြန်မာလက်ဝဲရဲ့မျိုးဆက်ဟောင်းကမျိုးဆက်တစ်ကိုအားပေးတဲ့စိတ်သက်ကိုပြသနေတာဖြစ်ပါတယ်။ဒေဝါကထွန်းမယောင်ရဲ့ရန်လိုတဲ့ကစားပုံကိုမမျှော်လင့်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကလူငယ်ဖိုင်တာတယောက်မှရှိတဲ့စိတ်သက်ဖြစ်ပါတယ်။လက်ဝဲတော်ကမှဒီလိုစိတ်သက်ကအောင်မြင်မှုရရှိဖို့အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်။ထွန်းမယောင်ရဲ့ပြိုင်ဘက်ကအတွေ့အကြုံရှိတဲ့ထိုင်းဖိုင်တာတယောက်ဖြစ်ပြီးတော့ ွေထိုင်းလောကမှာနာမည်တစ်လုံးရထားသူဖြစ်ပါတယ်။ဒါပေမဲ့ထွန်းမြောင်ကသူ့ကိုအရင်ဆိုင်ပြီးတော့အကောင်းဆုံးကစားပြထားခဲ့ပါတယ်။ဒီဝါကထွန်းမြောင်ရဲ့ကစားပုံကိုထွန်းထွန်းမင်းနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ထွန်းမြောင်ရဲ့အကိုထွန်းထွန်းမင်းကမြမလဝိရဲ့အကျော်မော်ဖြစ်ပြီးတော့ဒီဝါရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနှိုင်းယှဉ်မှုဟာထွန်းမြောင်အတွက်ဂုဏ်ယူစရာကောင်းပါတယ်။ဒီဝါကထွန်းမင်းအောင်မှာလားလာရီများကြီးရှိတယ်လို့ဆိုထားပါတယ်။သူ့ရဲ့ရည်ချင်းတွေကိုနောက်မှပုံမြင်ခြင်းတယ်လို့လည်းပြောထားပါတယ်။ဒါပြင် BKFC လက်ဝဲမှာသူ့ကိုလက်ဝဲဖိုက်တာဖြစ်မြင်ရဖို့မျှော်လင့်တယ်လို့လည်း ဒီဝါကလမ်းကြောင်းပေးခဲ့ပါတယ်။ဒါပေမဲ့ထုံးမင်းအောင်ကလူငယ်ဖိုင်တာတယောက်ဖြစ်တဲ့အတွက်အတွေ့အကြုံနဲ့နိပညာပိုင်းမှာတော့ပြင်ဆင်ရမယ့်အားနည်းချက်တွေရှိနေပါသေးတယ်။ဒါပေမဲ့ဒီဝါကတော့ထုံးမင်းအောင်ရဲ့အားနည်းချက်တွေထက်အလားအလာတွေကိုပုံပုံဆောင်ပေးပြောဆိုပြီးတော့အားပေးစကားချီးမြှင့်ခဲ့တာဖြစ်ကြောင်းပါခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။